သားအရန်ချစ်တာအရန်ချစ်တာအန်ဦးချစ်တာတမျိုးအန်ဒီချစ်တာလေဟာဆိုတော့လေသူရဲ့အရန်အေးချာတော့လေအဖေသူ့လေယူနာဖြစ်တဲ့ချစ်တဲ့သူကိုချစ်တာပေါ့နော်အရန်အေးချာနဲ့အဲ့ကြောင့်သူ့အန်ဒီပို့မယ်ထင်တာပေါ့နော်ချစ်တဲ့ကြောင့်မလို့အန်ဒီသားစစ်ချမ်းသာဖို့အတွက်အန်ဒီပြည့်စုံလို့လုပ်ပေးတာပေါ့နော်အန်ဒီမင်းမျိုးပါဘူးတမီးရဲ့ဒါပေမဲ့ အတရာတော့ရှင်မလေးကိုပြေးလဲရတာပေါ့နော်ပြေးလဲရဆိုတော့ပြေးရချူတန်တယ်တမီးရစူးပြည့်တရလိမ့်မာတယ်လေဆိုတော့အနုတွက်ကမလို့ဘောနော်အန်တီတွက်ကတော့ဘယ်လိုခေါ်မလဲအသက်ကြီးတာတော့ဘောနော်စိတ်လေးထားတန်အန်တီကပြေဆုံးတယ်တမီးနော်ပြေဆုံးတယ်စူးပြည့်လေးကြတော့လိမ့်မာတယ်ဘာလို့လဲယူတည်တတ်တယ်တော့သူကစိတ်ကမ်းလည်းရှိတာဘောနော်ရှိတော့ကိုကိုချစ်တယ်လို့ ကွက်သားလေးကိုဒီတက်မလျော်တဲ့အချင်းနဲ့ရှင်းမယ်လို့အန်တီအပြေးစားယုံကြည်တာပေါ့နော်ယုံကြည်တော့လည်းအန်တီမမျော်ဘူးဒါပေမဲ့တားရတော့အချင်းမလျော်အခုလည်းချစ်တယ်နော်လည်းအန်တီဆက်ချစ်မှာပေါ့နော်ဒီရအရန်ဖြစ်တယ်ဆရာတော်တွေတမားတော်တွေတိလရှင်တွေတရားစကန်းဝင်တဲ့ယောဂီတွေအားလုံးပေါ့နော်အယောက်စုအပါအဆိုရင်တန်ခါစုအပါ290 တိလရှင်ရအပါ60ဟောပြီးတော့ယောဂီရအပါ100เนาะပြီးတော့ပိယတတ100 100ကျော်လဲဆိုတော့လေအဲတန်ဃာတော်တမားတော်ဒီတိလရှင်နေတူတဲ့သူကတာတွက်တူပြရအတွက်အန်ဒီအရန်ပီတီဝန်တာဖြစ်တယ်เนาะဒီကြောင်းလေးရတော့သူမိရဲ့ဟိုပြောမယ်ဆိုရင်သမီးတို့စာလင်းသမားတွေလာလာချင်းချင်းဝန်းဖြစ်တယ်เนาะပြည့်တတ်တွေလည်းချင်းချင်းဝန်းဖြစ်တယ် နောက်ပြီးတော့ဆရာတော်သမားတွေတော့ပြောရရလေဘောနော်ယောဂီတွေရောဆရာတော်တွေတရားရှင်အကုန်လုံးကလည်းတရားဓမ္မကိုတရားအားတရားအားထုတ်တဲ့တရားစစ်တရားမှရှိတဲ့နေရာဖြစ်တဲ့ကြောင့်မလို့တမီးတို့တက်တာတို့တွေထူးခြားမဲ့နေရာလည်းဖြစ်တဲ့ဆိုတော့အနည်းဒါလေးကိုရွေးချယ်လိုက်တာတတ်တတ်လူကတော့ဒီကြောင်ကတော့ဆရာတော်တွေကတတ်တတ်လူပဲ ပေါ့နော်စုဖုံရတာပေါ့နော်အတီလေးရမြေးတယ်ဒီချောင်းလေးကတတ်လို့ဆိုတော့လို့အန်တီလို့လုပ်တဲ့ပွဲတွေအားလုံးနဲ့မှဒီပွဲရတော့အန်တီကပို့ထူးကြတယ်လို့ခန့်စားရတယ်နော်ဟာဆိုတော့ဒါလေးရအန်တီတို့အခုအတွက်ကောတာနေရအတွက်ကောမိသားစုအတွက်ပါအကုန်လုံးသမီးရေးသားတွေချွေးမိုက်တက်ပါတာနေရအတွက်ပါမဲ့ကောင်းမှုတစ်ခုပေါ့နော်ဒါလေးအန်တီစဉ်းစားပြီးတော့ဒီနေရာလေးကိုရွေးချယ်ဖြစ်တယ်သမီးအန်တီတောင်းဒီရချစ်တယ်ရောနော်ရချစ်တယ်ချစ်တဲ့ကြောင့်မလို့အန်တီသားစစ်ချမ်းသာဖို့အတွက်အန်တီ ပြည့်စုံအောင်လုပ်ပြတာပေါ့နော်အင်းတော့ကြပြီတော့ပေါ့နော်ငွေကြီးစုဆောင်ပြီးတဲ့အချိန်ကြတော့ဘာပဲဝယ်ဝယ်ပေါ့နော်အိမ်မဲဝယ်ဝယ်မိမဲဝယ်ဝယ်ကားမဲဝယ်ဝယ်ပေါ့ဘာပဲဝယ်ပေါ့ဟိုစိတ်ထမှာပေါ့နော်မိဘနှစ်ပါးအောင်လေးဥတိထားတယ်မိဘနှစ်ပါးအောင်လေးအန်တီတို့အိမ်တော့ကြကလေးကနှစ်ဖက်မိဘအောင်လေးအန်တီတို့တတ်နိုင်တည်းစိတ်ချမ်းသာအောင်အဲ့လိုထားခဲ့ပြီလားပေါ့နော်အဲ့ဒါကြောင့်အန်တီတို့ရှာတယ်စီးပွားဥစ္စာတွေရလည်း မိဘနှစ်ဖက်မိဘကိုလေမြတာစွာမိဘတွေကိုအမေတို့ကအန်တီတို့ထောက်ပံ့တယ်ပေါ့နော်ကုသိုလ်တွေပြုတာပေါ့နော်နှစ်ဖက်မိဘကိုကုသိုလ်ပြုတယ်ပြီးတော့အန်တီဘာပဲလုပ်ပေါ့နော်ငွေချေရလာရင်စုဆောင်ပြီးတော့ပေါ့နော်ဒါတွေတမီတွေနောင်ရွတ်တဲ့ကိုစဉ်းစားပြီးတော့အနေစုဖြစ်တယ်ဝယ်ပစ်တာပေါ့နော်ဟုတ်ဟုတ်နောက်တော့ဥနောက်ပြီးတော့ဥရတော့လေဘာပဲဝယ်ပေါ့ဘာပဲဝယ်ဘာပဲရောင်းပေါ့ဝယ်ပြီးရင်သူကရောင်းတတ်တယ်အန်တီကဝယ်ပြီးမရောင်းချင်ဘူး မယောင်းကြည့်မှုဆိုတော့အန်ဒီကဆွတာလဲဆွချင်တာပေါ့နော်ယောင်းတာဆိုတော့ကုံသွားတာလေးတမီနော်အဲ့ဒါတော့အန်ဒီရှိတာပေါ့နော်ဟိုတားခင်မှမဟုတ်ပါဘူးအန်ဒီက၄ရောက်လုံးကိုဒီမိုင်းကြရှိအောင်တို့တင်ဆုံးမှာတော့ဗောနော်နောက်ယင်ကြီးမှုနေမှုထိုင်မှုအစားဗောနော်ပြောတာဆိုတာရဲ့အစားအန်ဒီလေးရောက်လုံးတွင်တင်တယ်ဗောနော်အဲ့ဗောနောက်ပြဆုံးပြောမယ်ဆိုရင်တမီးရဲ့အန်တီရလေးဗောဗော ဟိုနောက်ဆုံးလက်ဖြောက်လေးတီးတာဆိုအန်တီအတိမခံဘူးပေါ့နော်လက်ဖြောက်တီးတာဆိုတာအန်တီတို့ကအမြင်အန်တီအမြင်မြင်ပြောတာနော်သူများတော့မသိဘူးပေါ့နော်လက်ဖြောက်တီးတာဆိုတာကိုမြင်တာတော့စိတ်ခုံမှုလိုပဲအန်တီကမြင်တာပေါ့နော်အဲ့လိုမျိုးဆိုအန်တီကမကြိုက်ဘူးပေါ့နော်လက်ဖြောက်မတီးရဘူးအဲ့လိုမျိုးငငယ်တည်းကစသူ့တီးတာတွေကစ အနေရအဲ့လိုဆုံးမတယ်ပေါ့နော်။နောက်ပြီးတော့သူတို့ပြောတာပေါ့အသက်ကြီးတာတဲ့ခါကျတော့လေဒါတို့လို့ပေါ့နော်ဒီတယောက်ကလို့စိတ်ကောင်းရှိဖို့အဓိကပဲလို့နော်။ຢာတွေပဲជីជីပေါ့နော်။ຢာတွေပဲជីជីအဆံဘလောက်ပဲချမ်းသာချမ်းသာဩဇာဘလောက်ជីជីလို့စိတ်ကောင်းရှိဖို့အဓိကပဲလို့ စကောင်ရှိတဲ့ခါကျရင်ဒီလူရဲ့ပြောစကားကပြောစကားတွေကလည်းကောင်းတဲ့စကားထွက်မယ်เนาะလုတ်တဲ့လူရွက်ကလည်းကောင်းတဲ့လူရွက်တွေထွက်မယ်ကြည့်တဲ့ကြည့်ရလည်းကောင်းတဲ့မြင်နေကြည့်ကြမယ်ဆိုတော့အဲ့ဒါကြောင့်မလို့လို့တောင်းရကုန်တဲ့ကစကောင်ရှိဖို့လိုတယ်လို့အဲ့ဒါအန်တီကုန်တဲ့ကလည်းလေဘသူပဲဘသူပဲအန်တီဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်ဘလောက်ပဲပြောကြပြောကြအန်တီကဘတော်မှအပြုံမပြည့်ဘူးအပြုံပြုံမြစ်တာလည်းမပြုံအတီစိတ်ကြအေးချမ်းတာပေါ့နော်အေးစိတ်နဲ့အတီကကြော်ဖြတ်တယ်နောက်အေးတဲ့စိတ်နဲ့ပဲသားရီသမီးတွေကိုစိတ်ကိုထားထားအောင်နေတတ်အောင် ောက်တခါဒူးတခါကိုကြီးစာတအောင်ပေါ့နော်ဟောတစ်ဖက်သားုံလေးပေါ့နော်တစ်ဖက်သားတစ်ဖက်သားကိုလေပြည့်တွေးပြီးတော့သူတို့ကအကောင့်တွေးပေးပါဆိုတော့အတိတ်လေးကသူတို့အနေဆုံးမတဲ့စကားပေါ့နော်အဲ့ဒါလေးတော့အမြဲဆုံးမဖြစ်တာပေါ့နော်အခုချိန်ထိတဲ့အနေဆုံးမတော့မယ်သူတို့လေအနေမနှမရောပါဘူးတမီးရဲ့ဒါပေမဲ့အတီးကတော့ရှင်မလေးကိုပြေးလဲရတာပေါ့နော်ပြေးတယ်လဲဆိုတော့ပြေးရချူတန်တယ်တမီးရဲ့စူးပြည့်တရားလိမ့်မာတယ်လေဆိုတော့အနုတွက်ကမလို့ဘောနော်အန်တီတွက်ကတော့ဘယ်လိုခေါ်မလဲ အတက်ကြီးလာတော့ပေါ့နော်စိတ်လေးထားတန်အန်တရာပြည့်စုံတယ်တမီးနော်ပြည့်စုံတယ်စွဖီလေးကြတော့လိမ့်မာတယ်နော်နော်ယူလဲယူတင်ပြီးတော့လဲယူတင်တတ်တယ်နော်သူကစိတ်ကမ်းလဲရှိတာပေါ့နော်ရှိတော့ကိုကိုချစ်တယ်လို့ကိုသားလေးကိုဒီတက်မရောတဲ့အချိန်နဲ့ရှင်းမယ်လို့အန်တီပြေးစားယုံကြည်တာပေါ့နော်ယုံကြည်တော့လည်းအန်တီမနှမျောဘူးဒါပေမဲ့တောက်ရတော့အချိန်မရောဘူးခုလည်းချစ်တယ်နော်လည်းအန်တီဆက်ချစ်မှာပေါ့နော်အန်တီကတော့ပြောတာပေါ့နော်တောက်ရတော့လေမမေတို့လူချင်းတဲ့ပုံစံမျိုးတွေ ဟောနော်အဲ့ချိန်မှာ तू ကစုပြည့်ဘူးမတွေ့သေးဘူးပေါ့နော်အတရားက तू ပြောဘူးတယ်28နှစ်မပြည့်ခင်လို့အတအိမ်တော့မပြည့်ပြည့်ဘူးမင်းနော်လို့အသက်28ပြည့်သွားရင်တော့အမေကိုပြောလို့ပြောရတာပေါ့နော်ဒါပေမဲ့ तू ကမပြောဘူးတမီးရယ်မပြောဘူးပေါ့နော်အဲ့ဒါပေါ့အခုပေါ့အသက်30လောက်ကြာလိုက်ခါကျတော့မင်းလည်း तू အတရား तू ပြောဘူးတယ်ဒါလို့မင်းလို့ချင်တာတော့နော်ပထမဆုံးနံပါတ်1ကတော့ပေါ့မင်းမကောင်းလေးပေါ့ဒီမဲ့အချရှိတဲ့ မိမိကောင်းလေးဖြစ်ရမယ်နော်ဒီပါအုတ်တူအောက်မှာရှိရမယ်နော်အကိုရီအမရီရဲ့အောက်မှာလဲတုန်တင်ဆုံးမနိုင်တဲ့ဘောမက်ဆီအောက်ကမပြောက်တဲ့အကိုဆိုလည်းညီမဖြစ်တော့လည်းကောင်းအမဆိုလည်းညီမဖြစ်တော့လည်းကောင်းအဲ့ဒါမျိုးလေးအုတ်တေမှုအောက်မှာလည်းမိကင်းမကွာရှိတဲ့မိကလေးဖြစ်ရမှာပေါ့နော်နောက်ပြီးတော့တားကိုလည်းချစ်တာမယ်ညီမရဲ့ရရှိတဲ့မိကလေးဆိုတော့မိကင်းပြူရဲဆိုတဲ့ပြောလေးနဲ့တားကတော့ပြောရတာပေါ့နော်ဒါပေမဲ့မိအဲ့ဒီပြောခြင်းနဲ့စကားကတော့ဒါလေးကတော့ ။ဘောင်စကားနဲ့ပြောမယ်ဆိုတမီအန်တီတို့က၄တောက်ကြတဲ့ဘောင်မှာလူချင်းနေဆိုရင်၄တောက်ကြတဲ့ဘောင်လေးရပဲ။ตายุเฉยပါလို့ပြောတာလေ။ ဒီဒီတော့မဟုတ်ပဲねဘောင်တစ်ခုကဝိုင်းနေဆိုရင်တော့လို့မိမိတို့နဲ့အဆင်ပြေနိုင်မှုပေါ့နော်မိမိတို့ကတော့လီထောက်လေးဆိုရင်ဒါကတော့မိကုနာပြောတဲ့စံလေးပေါ့လက်မကြီးချရှိတာရောယူတီတက်တာရောအင်ကိစ္စနိုင်တာရောအဲတားကိုလည်းချစ်မြတ်တိုးတာရောဆိုရင်မိတို့ဘောင်လေးကဆိုပြည့်စုံနေရောအဲ့ဒီဘောင်လေးကဟုတ်ပဲねအဝမ်းဖြစ်မှာဆိုပြည့်စုံမှုဆိုရင်မိတို့မတားဟိုတားမိရွှေရဘူးနော်လို့ဒီကပြောထားတဲ့အကြောင်းကိုအခုတားရွှေချတဲ့မြို့သမီးကလည်းအန်တီတို့တို့ချင်တဲ့စံတိုင်လေးဖြစ်တဲ့ကြောင့်အန်တီအများကြီးချင်တတ်တယ်တမီး ။တမီးကတော့အရင်တော့တန်တီးတို့ကိုလေမုံမုံရင်ကပူပူတယ်။နော်ပေါ်တောင်ငမုံရင်ကလေအဲ့ဒါလေးပူပူတယ်။နော်တခါစရှာအစမ်းပြအစားတောက်တာလေတမီးပုတ်ပူပါလေအန်တီစားပူတယ်တမီးလေး။အဲကြိုက်တယ်တမီးလေး။အန်တီကတော့တမီးအန်တီကတော့လေပြင်သွားတာအပြင်သွားတာနဲတယ်တမီး။တကယ်အန်ဒီပြင်သွားတာနေတယ်အခုဆိုအန်ဒီက2018တည်းရဲကအန်ဒီကဘယ်မှမသွားတော့ဘူးတမီးရဲ့အဲမင်းလာဆောင်နေ ရှင်ပြူတွေအလှူတွေအနေသွားခဲ့သွားတာပေါ့နော်အဒီအတက်ရရတခုကြောက်လေအဒီအသွားတာနေသွားတယ်ပေါ့နော်အပေါင်းတိနေခုံလေအဒီရတော်တော်များလေးကိုရှောင်နာပဲများတာပေါ့နော်အဒီအေးအေးချမ်းလေးပဲနေချင်တာများတော့လေအဲရှောင်နာတော့နေတယ်တင်းတိတ်သွားပြူပေါ့နော်ကျွေးမလေးအိမ်တော့မိကောင်းနေကြမ်းမာတယ်ဆိုတော့သွားမှာပေါ့တမီးရဲ့ကိုကနေမကောင်းဆိုတော့ပြသွားနိုင်ဘူးပေါ့နော်အန်တီတို့အတက်ရရကြီးလာပြီလေတမီးရဲ့နော်သူတို့အေးချမ်းနေဆိုအန်တီကျဉ်တ်ပါတယ်အန်တီကတော့တမီးလေးရောတားလေးရော ပုံတွေတက်လာတိုင်းကိုအကုန်လုံးကြီးဖြစ်တယ်ကြီးဖြစ်တဲ့ပုံတွေတိုင်းအဲ့ဒီမရှိတယ်မအေးတယ်အေးရတယ်ပေါ့နော်ခြေလေးအဲ့ဒီခြေနဲ့တက်သမီးလေးခြေနဲ့တက်ဒီအဲ့မော်အဲ့ဒီမပြောဘူးအဲ့ဒီသူတို့မပြောဘူးပေါ့နော်သူတို့သူတို့စိတ်ချမ်းသာသူတို့သူတို့ခြေနဲ့သူတို့သူတို့ဆုံးဖြတ်ထားသူတို့ပေါ့သူတို့သဘောပါပဲပေါ့နော်အန်တီကတော့ဖြစ်ချင်တာလို့ရှိရင်တော့သမီးလေးစုပို့ကြိုက်တယ်ပေါ့နော်သမီးလေးဆိုတော့ မိရဲ့အတွက်ကိုလည်းအားပြုရတယ်။နောက်ဆိုဆီချင်းပြောဦးတမီရဲ့ရည်စရာလေးပြောဦးတမီရဲ့မိကတေတာအားလို့ရတာလေ။နော်။မိကတေတာအားလို့ရတယ်။မိကလေးပဲစူပူကြိုက်တာပါအတရားလေ။အန်တီရအားပြောမယ်ဆိုအတိကအန်တီပေါ့နော်။အန်တီရတော့ဆိုတော့တရှင်အရန်ကြိုက်တယ်။ အတန်းပြန်လဲအရန်ကြိုက်တယ်ပေါ့နော်တတ်နာလဲကြိုက်တယ်ဆိုတော့အခန်းဒီအများကြီးအိမ်ကြီးလို့ရှိရင်တမီးရဲ့ပစ္စည်းပစ္စည်းရထဲတဲ့ခါကြာရင်တိတ်မရှုပ်တော့ဘူးပေါ့ပစ္စည်းအေးတာပေါ့အိမ်သေးတဲ့ခါကျတော့ပစ္စည်းရများတဲ့ခါကျတော့အိမ်ကြီးကရှုပ်တော့အမုန်းပြေဘူးလေတမီးရဲ့အိမ်ပြန်တယ်ဆိုတော့အိမ်ကတော့ဒုတိယရဲ့အနားယူရတဲ့နေရာလေနော်တမီးနော်အနားယူရတဲ့နေရာလေးရောက်တဲ့ခါကျရင်တန်ပြနေမှအမောပြေတာလေတမီးနော်ရှုပ်တော့ဆိုအမုန်းပြေဘူးလေအားကြောင့်မလို့သူအဲ့ဒါရွေးချယ်လဲပါမပေါ့နော်ဥကတောက်ရချစ်တာအရန်ချစ်တာအန်ဥချစ်တာတမျိုး အန်တီချစ်တာလေဒီအရင်ချစ်တယ်နင်ဒီညာချစ်တယ်တောင်းရင်သူရဲ့အရင်အေးချာတော့လေအဖျားသူ့လေယူနာဖြစ်တဲ့ချစ်တဲ့သူ့ကိုချစ်တာပေါ့နော်အရင်အေးချာနဲ့အဲ့ကြောင့်သူ့အန်တီပို့မယ်ထင်တာပေါ့နော်